လေဟွာလေအရေးကြီးပစ္စည်းလေးယူပြီးတော့လောတယ်ဟုတ်ကဲ့စကိုင်းနိုင်ဒီဇင်မျိုးနဲ့ကဒုမကြီးရွာရဲ့အတိုင်းနဲ့စည်းရုံကိုစစ်ကောင်ရှင်တပ်ကနိုဝင်ဘာ24ရက်ဒီမနေ့တနားကြီးကျော်မှာဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်လူငယ်နှုအပါအဝင်9ဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကောင်ရှင်တပ်ရဲ့တိုက်ခိုက်ရေးလေယာဉ်ဒစီနဲ့တိုက်နယ်စည်းရုံကိုဘုံဒီနှလုံးကျဲချခဲ့တာဖြစ်ပြီးစည်းရုံနီးရှိကားပေါ်ရီဆိုင်ကိုပါဘုံထိမှန်ခဲ့တာကြောင့်စိုက်မှန်ရှိနေတဲ့မျိုးသား9ဦးသေဆုံးပြီး တုံးတရာရရှိခဲ့တာလို့တစက်ဒီတာခိုင်မျိုးသားတို့ကပြောပါတယ်။အခုသေဆုံးတာရတဲ့သူတွေကဆေးရုံတက်နေတဲ့သူတွေမဟုတ်ပါဘူး။ပြစ်ခံရတဲ့ဓမ္မဆောင်ဟာလည်းပဲစေယုံတက်နေတဲ့လူနာဆောင်လူနာတွေမရှိဘူးပေါ့နော်အဲ့မှာလူနာတွေလက်ခံပြီးတော့ကုထားကုနေတာမရှိပါဘူးတိဆုံးဗန်ရရတဲ့သူတွေကတော့ကာဘော်ဒီဇိုင်းအလုပ်သမားတွေနဲ့ဟောနော်လူသမားတွေဟိုဟိုမိခိုနေတဲ့မိသားစုဝင်တွေပဲဖြစ်ပါတယ်လို့တိဆုံးသူခုနကဦးမှာဇင်ကို16နဲ့ကရုံး17နဲ့ ပိုင်ချစ်စဖို့နဲ့ပေါ့ဆာဟော်ရှိုင်းထက်အောင်20နဲ့ဦးဆန်ဦး53နဲ့အမည်မသိရသေးတဲ့ကာသမာ2ဦးတို့ဖြစ်ပြီးဒဟရရှိသူ3ဦးကတော့ကိုတီဇာဝင်း39နဲ့ကောင်းခန့်လိုင်ဆက်ရှင်နဲ့အောင်မျိုးဦး59နှစ်တို့ဖြစ်ကြပါတယ်။ဒီဆုံးသူတွေတဲ့ကပိုင်ချစ်ဆိုသူဟာစေကူတမ်းမှုခံယူနေခြင်းရဲ့အတွင်းဒီဆုံးခဲ့ရတာဖြစ်ပြီးဒဟရသူ3ဦးဟာလည်းဒဟရပြင်းထန်ရရှိတာကြောင့်အရေးပေါ်စေကူတမ်းနေရတယ်လို့လည်းအထက်ပါမျိုးသားကဆိုပါတယ်။ဒီဆုံးတဲ့ရရသူတွေဟာတစဲမုံရွာပင်လယ်ဘူးကမ်ဘလူးစတဲ့မြို့နယ်တွေက ဒေသခံတွေဖြစ်ကြတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ26ရက်ကလည်းကဒုမကြီးရွာရှိ73စီရောင်းဆိုင်နဲ့စေးဆိုင်တစ်ဆိုင်ကိုစစ်ကောင်စီတပ်ကဗုံးကျဲတိုက်ခိုက်ခဲ့ရာအမျိုးသား2ဦး၊အမျိုးသမီး2ဦး၊စုစုပေါင်း12ဦးသေဆုံးခဲ့ပါသေးတယ်။